မိုဂျိုရိုရဲ့နတ်ဖီးယားတော်လို့ပြောလိုက်တာနဲ့လူတိုင်းကသူ့ရဲ့လက်ဆွဲတော်ညော်နီယာအမည်ရှိသူကြီးကိုတန်ပြီးတော့မြင်မိကြမှာပါဒီဗီဒီယိုမှာပြောပြပေးမှာကတော့ သူ့ကိုအတုံးမပြူပဲအရာရာကိုသူ့ရဲ့လက်သီးတွေနဲ့တွန်းထိုးပစ်နေတဲ့တော် The God of Fish လက်သီးတွေရဲ့နဖရာအကြောင်းဖြစ်ပါတယ်ပထမဦးဆုံးစာမျက်နှာမှာဘိုက်ပူပူနဲ့စပင်အဝါတွေရှိတဲ့လူတယောက်ဒီဟီမာဝင်တာနှင်းတောင်ကြီးရဲ့ဘဒူးမှမရောက်နိုင်ဘူးဆိုတဲ့နေရာတွေစီဘဒူးကမှထွက်သွားပြီးရင်ပြန်မလာနိုင်ကြဘူးဆိုတဲ့နေရာတွေစီကိုလမ်းလျှောက်ပြီးတော့သွားနေခြင်းနဲ့စထားတယ်တော့အစကာဆိုရာကြီးရဲ့နောက်ဆုံးရှင်ကျန်သူဟာနေရာတစ်ခုအရောက်မှာနှင်းနေအပေါ်ကိုပြစ်လဲချလိုက်တယ်သူပြုံးမိတယ်ပျော်မိတယ်အခုလိုမျိုးမပြုံးရမ ပျော်ရတာဟာနှစ်တည်းဘလောက်တောင်မှရှိနေပြီလဲမသိတော့ဘူးဒါပေမဲ့မကြလိုက်ဘူးသူ့ရဲ့အနာကိုအချိန်နဲ့အရာတစ်ခုကပြေကတ်လာတဲ့ကျဲလောင်တဲ့မိုးချင်းတန်ကြီးနဲ့အတူသူတချောင်းဟာသူ့ရဲ့အနာကိုကြလာခြင်းကတော်ရဲ့ပျော်ရွှင်မှုတွေအားလုံးကိုစုပ်ယူသွားလိုက်ပါတယ်တော်ကဒီတူကိုအော်ဟစ်ပြီးတော့ဆဲဆိုနေတယ်ဒီလိုနေရာအထီအောင်မှမင်းကလိုက်လာသေးတယ်ဘာလို့မင်းကကိုတယောက်တည်းပေးမနေတာလဲဘာလို့မင်းကကိုတမင်တကာလောင်ပြောင်နေတာလဲလို့ဆိုပြီးအော်ပြောရင်သူ့ရဲ့တူကိုဒေါတာထွက်စွာဆွဲမှာပြင်နေပါတယ်ဘတ်ထူဇန်နာကတူကိုမလို့မရနိုင် ခြင်းဖြစ်ပါတယ် UC DR 5633ခွန်ပါဆိုရင်တော်ဒီသူ့ရဲ့လက်ဆွဲတော်2သူ့ကိုကြီးမြောက်ခြင်းများစွာ၄စီကိုမတူညီတဲ့ဘုံ၄စီကိုဆွဲခေါ်သွားနိုင်မဲ့သူ့ကိုမားဖို့အတွက်မဖြစ်နိုင်ခဲ့ဘူးအခုနင်းတော်ထဲမှာမားဖို့အတွက်ကြိုးစားနေခြင်းဒီအကျိန်9000မြောက်လောက်ဖြစ်လိမ့်မယ်အရှိမသူ့ရဲ့တိုင်းပြည် ASCA ကြီးပျက်စီးတုန်းကလည်းသူဒီအဲ့ဒီ2ကိုမားလို့မရနိုင်ခဲ့ဘူးဒုတိယတိုင်းပြည်ဖြစ်တဲ့ကဘာကြီးပျက်စီးတဲ့အချိန်မှာကောပဲသူဒီ2ကိုမားလို့မရနိုင်ခဲ့ဘူးအဲ့ဒီအချိန်တွေကအဲ့ဒီလောက်အထိဆုံးရှုံးခဲ့ရပြီးတဲ့ကတော် ော်ဒီဆက်ပြီးတော့ကြိုးစားဖို့အတွက်ကိုလက်လျှော့ပစ်လိုက်တဲ့အရက်သေးတော့ဘိုက်တွေပူလာပြီးတော့သူ့ဘာသာပဲနေလိုက်တော့ဖို့အတွက်ကိုဆုံးဖြတ်ခဲ့တယ်။အဲ့ဒီအချိန်လေးအထီးလဲသူကကြာရှုံးနေတော့မယ်။ဒီတူကသူ့ဘဲသွားသွားအနောက်ကနေပြီးတော့လိုက်နေတယ်အမိုက်ပုံးပေးသွားအိတ်လဲလိုက်လာတယ်။အိမ်သားလေးကိုလည်းလိုက်လာတယ်။တော်ကိုသူ့ရဲ့ကြာရှုံးခြင်းသူ့ရဲ့မထိုက်တန်ခြင်းကိုအမြဲတမ်းအမတ်ရနေဖို့အတွက်အတိလိုက်ပေးနေပါတယ်။နောက်ဆုံးတော့ဟာအခုလိုမျိုးလူသူမရှိတဲ့ကပအဆုံတနေရာအထီးကိုထွက်လာတာတော့မှဒီတူကအနောက်ကနေပြီးတော့လိုက်လာနေတော့မယ်။သူ့ရဲ့ကပတွေကိုဖြတ်စီး ီးခဲ့တဲ့သူအပေါ်မှာမုံနေသူ့ဘာသာလည်းမုံနေပြီးတော့ဒီဆောက်တူအဆုတ်ကိုလည်းမုံနေလို့ဆိုရင်တော်ဒီကျမ်းပြင်ပေါ်မှာကြာနေတဲ့သူကိုသူ့ရဲ့လက်သီးတွေနဲ့သွေးစိမ်းရှည်ရှင်ထွက်လာတဲ့အသည့်ထိုးနှက်ပြနေလိုက်ပါတယ်ဒီအချိန်သူ့ရဲ့အနောက်ကိုကွန်လွန်းနဖျားမျိုးတော် Iron Face မွေဖွားရမျိုးတော်စီကနေပြီးတော့ဖုန်ကြီးတစ်ပါးဟာဘွားကနေပေါ်လာခဲ့တယ်မင်းကဒေါတာနဲ့ထိုးနေတာအာယုံဆိုင်ပြီးတော့ထိုးနေတာမဟုတ်ဘူးဒီလိုထိုးနေခြင်းကမင်းထိုးနေတဲ့အရာထက်မင်းကိုမင်းအတွက်ပဲပို့ပြီးတော့နာကျင်စေလိုက်မယ်မင်းအတွက်အလင်းပြခြင်းကိုရှာနေတာဆိုရင်တော့ မင်းဒီတိတ်ပြီးတော့နောက်ကျသွားခဲ့ပြီ God of Thunder ရေးဆိုပြီးတော့ကြောပြစ်လိုက်ပါတယ်ဘတ်တော်ကဒီစကားကိုကြားတော့ဒေါ်လာထွက်သွားတယ်ငါဒီ God of Thunder မဟုတ်ဘူးငါကဘာကမရဲ့နတ်ဖျားမဟုတ်ဘူးဆိုပြီးတော့ကြောပြစ်လိုက်ပါတယ် Fine ဒါဆိုရင်မင်းအတွက်တင့်တော်မဲ့နေရာအရာအားလုံးကိုခွာချထားတဲ့နေရာရှိတယ်လို့ဆိုရင်လည်းဖုန်ကြီးတီတော်ကိုကွန်လွန်ငင်းညံတော့နေမြေစီကိုပေါ်တော်နဲ့ခေါ်လာခဲ့ပါတယ်ဒါပေမဲ့အရာအားလုံးဟာပျက်စီးခဲ့ပြီးပြီဆိုတလို့ကွန်လွန်နေမြေကြီးကလည်းနောက်ဆုံး Iron Face ကြာဆုံးခဲ့တဲ့နေ့ကလေးကပျက်စီးချိုးပြန့်နေခဲ့ပြီးဖု ုံကြီးဟာတကယ်ပါဝါအရင်မြက်တီဘယ်တော့မှမတည်နိုင်တဲ့နဂါးကြီးရဲ့အောက်မှာရှိတယ်။နဂါးကြီးဒီအခုအချိန်မှာနောက်ဆုံးဘက်တော်ကြောင့်အားဖြစ်နေပြီးအားအပြည့်ရလာတဲ့အခါမှာတော်ရဲ့လေကျင့်မှုတွေပြီးတဲ့အခါမှာပေးတွင်မယ် Iron Fist ဆိုတဲ့ပါဝါကိုရရှိစေမယ်လို့ပြောရင်နဂါးကြီးရှိရဲဆိုတဲ့တကားကြီးတစ်ခုကိုပြသလာပါတယ်။တော်ကဒါဆိုရင်မင်းကငါ့ကို Iron Fist ဖြစ်လာဖို့အတွက်လေကျင့်ပေးမှာပေါ့ဆိုပြီးတော့လေကာတက်ရင်နဲ့မေးလိုက်တော့အနောက်ကအတူတူတက်လာတဲ့သူကသူ့ရဲ့ကြောကိုဖြတ်ခနဲလာဆောင်တယ်။တော်ကလည်းပေါက်ပေါက်နဲ့လှည့်ပြီးတော့သူ့ကိုဆော့ခွက်တစ်ချက်ပ ိတ်ထိုးပြလိုက်ပါတယ်။နောက်တစ်နေ့မှာတော်ရဲ့လေးကျင်ချင်းကိုစတင်ခဲ့တယ်။မျော်နီယော်ဒီစကြဝဠာကြီးမှာအတန်မာဆုံးဆိုတဲ့ဥရုတတုအမျိုးအစားဖြစ်တဲ့ပုံတွေကိုဖြက်စီးနိုင်တဲ့အထိတန်ပါတယ်။တော်ရဲ့အယိုးတွေကိုနတ်ဖျားတယောက်ရဲ့အယိုးတွေကိုကျိုးပစ်စေနိုင်တဲ့အထိတန်ပါတယ်။ဘတ်တော်ဒီအယိုးတွေပဲကျိုးနေပါစေ၊သွေးတွေပဲထွက်နေပါစေ။နင်အားညမနာကိုဇက်တိုက်ဇက်တိုက်ဒီတူကိုမယက်မနာထိုးပစ်နေခဲ့ပါတယ်။ရက်30ကြာအပြီးမှာတော်ရဲ့လက်သီးတွေဒီသူထိုးနေတဲ့တူကဲ့သို့တန်မာလာခဲ့ပြီးအမာရွတ်တွေနာက ျင်ချင်းတွေကတော်ရဲ့လက်သီးတွေကိုထူးနှက်နေတဲ့တူတွေအဖြစ်ပြောင်းလဲပေးခဲ့တယ်။နောက်ထပ်ရက်30အကြာမှာမျော်နေရကနည်းနည်းအတန်ထွက်လာတယ်။နာလို့အော်ကြီးတဲ့မျိုးကိုကြားလိုက်ရတယ်။အန်ယုတ်တရဲ့တော်ရဲ့ထိုးချက်ကိုတူကရှောင်ပြလိုက်ပါတယ်။တော်ရဲ့ထိုးချက်တွေကိုအခုလိုမျိုးဒန်ဒါကြီးလားဖြစ်စည်းကတော့မှကြောက်နေပြီလား။နာကျင်မှုဆိုတာကိုတိတွားပြီလားဆိုပြီးတော့တွေးမိလိုက်တယ်။အန်အဲ့ဒီအတွေးကပဲတော်ကိုနိုးကြွားစေခဲ့တယ်။တော်ကိုမညာလိုက်စေပဲမလျှော်ပေးလိုက်စေပဲနဲ့အနောက်ကနေလိုက်ပြီးတော့တူကိုထိုးပစ်စေခဲ့တယ်။နောက်ဆုံးတူကရှောင် င်းတဲ့အဆင့်ကိုကျော်သွားပြီးတော့တော်ကိုပြန်ပြီးတော့တိုက်ခိုက်တဲ့အဆင့်အထိကိုရောက်လာခဲ့ပြီဒီအချိန်မှာဖုန်ကြီးကရောက်လာတဲ့မင်းကြလာတော်ရေးအဲ့ဒီအတန်ကမိုးချင်းတန်မဟုတ်ဘူးမင်းကို ကြောက်လို့ဒီကောင်ကညီးနေတဲ့အတန်ဒါပေမဲ့မင်းဟာမထိုက်တန်တဲ့ကောင်ဆိုပြီးတော့သူထင်နေတော့မယ်မင်းဘလို့နှစ်ဖျားမျိုးလဲဆိုတာကိုပြပြလိုက်မင်းဟာလေးတွေမိုးတွေရဲ့နှစ်ဖျားမဟုတ်ဘူးမင်းဟာမုံတိုင်းတွေရဲ့နှစ်ဖျားမဟုတ်ဘူးမင်းဟာအကုန်လုံးကိုပိတ်ပတ်ထိုးပြမဲ့နှစ်ဖျားပဲဆိုပြီးတော့ပြောလိုက်တဲ့အခါမှာတော်ဒီသူ့အပေါ်ကိုမိုးကြိုးတွေနဲ့အရှိန်နဲ့ဆင်းလာတဲ့တူကိုလက်တီးနဲ့ပ ိတ်ထိုးပြလိုက်ပါတယ်မျောနေရသည့်ဘာမှမဟုတ်တော့တယ်လို့အဝေးတနေရာစီကိုလွင်ဆင်ကြသွားလိုက်ပါတယ်နောက်ဖုန်ကြီးကပြောတယ်မင်းအနိုင်ရရှိခဲ့ပြီမင်းအချိန်ပေါင်းများစွာကြိုးစားပြီးတော့ကြာရှုံးခဲ့ရတဲ့အရာဟာအခုတော့မင်းခြေပြားအောက်မှာပြက်ပြားဝင်နေပြီအခုအချိန်မှာမင်းစုရစိတ်ကိုယူလိုက်တော့မင်းရဲ့တူကိုမားကြည့်လိုက်တော့မလားဆိုပြီးတော့မေးလိုက်တဲ့အခါမှာတော်ကသူ့ကိုတစ်ချက်လမ်းကြည့်ရဲ no သူအနိုင်ယူထားတဲ့အရာကိုတကူးတကားတော့မားယူမနေတော့ဘူးလို့ပြောပြီးကြော်ခိုင်းလှဲသွားလိုက်ပါတယ်ဒီအခါဖုန်ကြီးက good ကောင်းတယ်လို့ပြောပြီးပါးကိုဖြတ်ရ ိုက်ဖြစ်လိုက်တယ်။သူနောက်ဆုံးကြော်ဖြတ်ရမယ့် training ဒီဖုံတော်ကြီးကိုအနိုင်ယူရမှာဖြစ်တယ်လို့ပြောလာတဲ့အခါတော်ရဲ့တစ်ချက်ပဲဖြတ်ထိုးလိုက်ခြင်းကဖုံကြီးကိုငကားကြီးရှိပါတယ်ဆိုတဲ့အခန်းစီကိုလွင်ဆင်သွားစေခဲ့ပါတယ်။ယခုဆိုရင်ဖုံကြီးကလည်းတော်ရဲ့ပါပါကိုလက်ခံသွားခဲ့ပြီး iron face ဖြစ်လာဖို့အတွက်ငကားကြီးနဲ့ရင်ဆိုင်ဖို့ပဲကြံတော်တယ်။ဒါပေမဲ့အခန်းကြီးတဲ့ကိုဝင်လိုက်တဲ့အခါမှာမသေးဆုံးနိုင်တော့ငကားကြီးဟာလည်းသေဆုံးနေပြီးအယူရောင်ဖြစ်နေပြီဆိုတာကိုမြင်လိုက်ရတယ်။ဖုံကြီးကိုယ်တိုင်ကသူလိန်ခဲမိရဲ့အတွက်တော်ကိုတောင်းပန်နေ။ဘတ်တော်ဟာဘယ်တော့မှ iron face န မည်ကိုရယူဖို့အတွက်မဖြစ်ခဲ့ဘူးတော်ကိုသူကဘယ်လက်နက်အတွက်မှလေ့ကျင့်ပေးခဲ့တာမဟုတ်ဘူးသူနဲ့အတူမွေးဖွားလာတဲ့သူ့ရဲ့လက်သီးနှစ်ဖက်အတွက်ပဲလေ့ကျင့်ပေးခဲ့တာဖြစ်တယ်အခုတော်ရဲ့လက်သီးတွေကနေပြီးတော့ထွက်တဲ့အတန်ဟာမိုးချိန်တန်ထက်တောင်မှကျေလောင်နေလိမ့်မယ်ကောင်းမွန်စွာအတုံးချပါလို့ဆိုရင်ဖုံတော်ကြီးဒီသူ့ရဲ့ရက်တီချက်တွေသူ့ရဲ့ယုံကြည်ချက်တွေကနဂါးကြီးနဲ့အတူတည်ဆုံပျက်စီးသွားခဲ့ပေမယ့်အခြားသူတယောက်ရဲ့ရက်တီချက်တွေနဲ့ယုံကြည်ချက်တွေကိုတော့နိုးထားပေးစေခဲ့ပါတယ်တော်ဒီအခုအချိန်မှာတော့ The God of Face လက်သီးတို့ရဲ့နတ်ဖရ ရားဖြစ်လာခဲ့ပြီဒါပေမဲ့အခုအချိန်အထိမျောနေရသူကသူ့အနောက်ကနေပြီးတော့လိုင်းနေဆဲပဲတော့ကမကင်ထားပေမဲ့အနောက်ကနေပေးလိုက်စေခဲ့တယ်ဒါပေမဲ့ဂျားဝင်ရှော့ရင်တော့မင်းကိုစောက်ခွက်ထိုးမှာတော့ဆိုပြီးတတိပေးထားရင်ကောမစ်ကိုအဆုံးသတ်သွားခဲ့ပါတယ်တော့ကမှ Iron Face character နဲ့ပေါင်းထားတဲ့ version မျိုး and worthy တော့သူကိုမမရနိုင်တဲ့တော့ version မျိုးကိုမှယုံကြည်ချက်တွေနဲ့လှလှပပရေးဆွဲထားတဲ့ comic မျိုးဖြစ်ပါတယ်အားလုံးလည်းကြည့်ကြလိမ့်မယ်လို့ထင်ပါတယ်ဗီဒီယိုကိုဒီချိန်ထိကြည့်ပေးနေကြသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုတွေမှာပဲ 对佳肴。